တူရာမီရာရမြစ်စပမာဒဌာနရဲ့အဓိပ္ပာယ်ကိုရှင်းပြရမှုပါနောက်တစ်ခုကကြတော့သေအရမ်းမမသိပဲတောက်မိခဲ့လို့ရှင်ရောအဲ့ကန်ထိုက်ပါလားရှင်ပြတူရာမီရာမြစ်စပမာဒဌာနဆိုတူရာဆိုတာရှေ့ကတော့စိတ်နဲ့အရရဲ့ချက်တဲ့အရရဲ့နှစ်ခုရှိတယ်သူကစိတ်ထားလို့ရှင်တယ်ကြားရှိဘူးလားတဲ့ရှိတယ်ပေါ့နော်ချက်တဲ့အရလည်းနှစ်ခုရှိတယ်ရှေ့ခေတ်ကတူရာနဲ့မီရာနှစ်ခုအဓိကထားပြီးတော့ မစ္ဆာဆိုတာဒီအရေးကရှင်မှုစေတတ်တယ်ရှင်မှုတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မန်တက်လာတယ်လို့ပြောတာမန်တက်လာတယ်အမှန်မသိတော့ကုပမာဏအတိုင်းတာမသိပမာဒဌာနဆိုတာအကောင်းနာလို့ဖို့အတွက်မေးလျော့သွားတယ်သူကလူကြီးတွေယူတရားမှာတော့ကုသိုလ်ကောင်းမှုလောမှာတော့ဒါတွေမေးလျော့သွားတာဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာ လူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲเนาะမူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖဲနဲ့မူရစ်ထားလည်းရှိသေးတယ်လေမန်တက်နေတဲ့အခါလည်းမူရစ်တယ်ပတ်စံချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတက်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထလို့ခေါ်တယ်သူက လူငယ်လူရွယ်တွေမှာကျတော့ယောပနမထာလို့ခေါ်တယ်ငယ်တဲ့ခုံငယ်တဲ့မှန်ပေါ့နော်။နောက်ကျမ်းမာလို့ရှင်တဲ့အရောချမထာလို့ခေါ်တယ်။အသက်ရှိနေတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇီဝိတမထာဆိုတာဒါမသိဘူးဆိုတဲ့မမနာကြောင့်မကောင်းဘူးအကုသို့တွေလုံးမိတတ်တယ်ပေါ့။မိရောစေတတ်တဲ့အရာတွေလို့ပေါင်းပြီးတော့မျက်စောပြာသုံးတာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်နေအမှတ်တင်ညာတွေကောင်းတဲ့ အမှတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးဟာမတော့တဲ့မှုလို့သူတို့ဆိုလို့ရပါတော့။အဲ့ဒါတောက်လိုက်လို့ရှိရင်ဒုတိယဟာဒီတတိတရားတွေလွတ်လွတ်သွားပြီးတော့အမှတ်တင်ညာတွေလွတ်သွားပြီးတော့ကိုယ်ပါလွတ်လွတ်လုံးမမသိတာမျိုးထီအောင်ဖြစ်သွား။အဲ့မူရင်ပစိုးတော်မကပ်ဖို့မဟုတ်လားမှန်ပါဗျာအဲ့လိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေဟာ မတော့တဲ့ဘူးလို့ဒီလိုအတိပ္ပယ်နဲ့ဒီဆုလို့တဲ့အတိပ္ပယ်ပါနော်အခုတော့အကုန်လုံးမစ္ဆာဆိုရယမှုစိတ်ဓာတ်တွေအားလုံးကမစ္ဆာထဲမှာပါတယ်သူရနဲ့ပေရာတော့စိတ်နဲ့အယက်နဲ့ချက်တဲ့အယက်ပမာရဌာနဆိုတာတခြားမေးလျော့စိတ်ဓာတ်တွေအကြောင်းတရားတွေအားလုံးပေါ့နော်ဘေးရှူဓာတ်တွေရောဘာတွေရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေနေထားလူဆိုတာ ချိုးချောင်းဆင်းရဲတဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပျက်စီးသွားစေတတ်တဲ့အရာတွေခတ်သိင်းကိုသူရမေရိယမစ္စမာရဌာနလို့ဆိုနိုင်တယ်ပေါ့နော်။တေးအယမတ်မသိပဲတောက်ပြီးခဲ့ပါကကန်ထိုက်ပါသလားလို့ဆို။ဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့မူရထမဟုတ်ပဲနဲ့အဲ့လိုတောက်ပြီးမယ်ဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်အမှန်မသိတော့တာအမှန်တယ်။အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့ မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော်အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်သူ့ရမီရကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူ့ရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုကျိုးစီးပွားအတွက်အသိပညာတွေစီးဖို့အားထုတ်ရမယ်အများကျိုးဆောင်ရွက်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ် တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးပဲပါကံထိုက်ပါသလားဆိုတာနောက်မွားခံရမယ့်ဟာကိုရွယ်ပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ်။မှန်ပါဗျာ။ဒါပေမဲ့လို့အရင်မမသိပဲနဲ့တောက်တောက်သိလို့ပဲတောက်တောက်သူ့ရဲ့ effect ကရှိတယ်။မှန်ပါဗျာ။အဲ့ဒီသူ့ရဲ့ effect ဟာ အကောင်းကျိုးမလားဘူး။အနည်းဆုံးဘာဖြစ်တယ်လို့ဆိုရင် အရင်ကျွန်းတယ်လို့နောက်ပြီးတော့လူဟာတေးအရင်တောက်ပါများလားလို့ရှိရင် တွေးတောဆင်ခြင်မှုတွေကလွဲမှားလာခါလိုက်လို့ပုံမှန်မစင်းစားတတ်တော့ဘူးเนาะအုံနောက်ရဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်အဲ့ဒီလိုအုံနောက်ရဲ့အတိဉဏ်တွေကလမ်းချော်ကုန်တာမျိုးတွေဖြစ်တာဒါကသူဒီဘွားတွေမဲ့ခံရတဲ့အကျိုးဆက်လို့ပြောတီးလို့တောက်တောက်မတီးလို့တောက်တောက်အစိတ်ဟာဆိုဥပမာနဲ့တမန်ရှုထောင့်တစ်ခုကပြောမှဆိုရင်အစိတ်ဆိုတာတီးလို့စားစားမတီးလို့စားစားအဲအစိတ်ကအစိတ်ပဲလေမှန်ပါ ဟုတ်တယ်မဟုတ်လားအဲ့တော့ငါအရင်မှမသိလို့တောင်းပြီးပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင် तू ကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာပဲမှန်ပါဗျာမှန်ပါဥပဒေလိုပေါ့မသိလို့လုံးမိပါတယ်ဆိုရင်ဥပဒေကခွင့်လွှတ်တယ်မှာမဟုတ်လားမှန်ပါဗျာဒီဘဝကအချိန်ခဏလေးပါဘဝဆိုတာခိုက်တန်လေးပါတံပေါ်ရှိတဲ့ဒုတိယဖြစ်ရည်ပါ ဖေးမရဲ့အမြဲကူညီပါတို့တော်လာတဲ့ဒီဘဝရဲ့အချိန်တိုလင်းပါကုသိုလ်ဝိညာဉ်များလှုပ်ပါတို့တွေဟာဒီဘဝရဲ့အသေးတွေပါအချိန်တည်းရည်ကြရပါအချိန်ချင်းမှာပိုင်ဆိုင်သမျှထားခဲ့ရပါအတည်နေတဲ့လောကကမတား